ရန်သူလို့ပြောရမယ့်ပုဂ္ဂိုလ်သို့မဟုတ်ကိုကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်အဲ့ဒီမလိုလားတဲ့ပုဂ္ဂိုလ်ရဲ့အပြုအမူတွေကဘာတွေလဲဆိုနံပါတ်1နန္နံဩမယတိဒိဋ္ဌောကိုကိုတွေ့တဲ့အခါဝမ်းသာမှုမပြဘူးညနာမှာအမှုရာရှိကိုနဲ့ဆုံတဲ့အခါတိုင်းဟာသူဟာလိုက်လဲဝမ်းသာတဲ့အနေထားမျိုးမပြဘူးဝမ်းသာမှုမဖြစ်ဘူးသူရင်ထဲနှလုံးထဲကကိုနဲ့တွေ့လိုက်ရင်ဝမ်းသာသွားတာမရှိဘူး မိတ်ဆွေဆိုလို့ရှိရင်တွေ့လိုက်ရင်ဝမ်းသာအားရဖြစ်မိတ်ဆွေမဟုတ်တဲ့ပုဂ္ဂိုလ်ရန်သူဆိုလို့ရှိရင်ကိုနဲ့တွေ့လိုက်မျက်စိစပွဲမွေးဆူတယ်ဆိုတာပြောချင်မှလားဒီကောင်းကမကြည့်ချင်ဘူးမျက်စိစပွဲမွေးဆူတယ်အဲ့ဒါနဲ့နတ်နံအုံမရတီထိတ်တော်မြင်လိုက်လို့ရှိရင်ပြုံးတော်မပြုံးနိုင်ဒီလူတူတယောက်ကိုမြင်လိုက်ရင်မပြုံးနိုင်ဝမ်းသာအဲလဲမရှိဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒါတစ်ချက်ပဲကိုယ့်ရဲ့ ကိုကျိုးစီးပွားကိုလိုလားသူမဟုတ်ဘူးဆိုတာတတ်မှတ်ပါကိုနဲ့တွေ့လို့အဲ့တော့ရန်သူဟာရောကိုနဲ့တွေ့လို့ပြုံးပြတာရောမရှိဘူးလားဆိုရှိနိုင်တယ်သို့တော့အပြုံးကိုတည်တည်ချာချာလေးလာကြည့်လို့ရှိရင်သွားပေါ်အောင်ပါဇက်ကြီးတော့ဖြဲကောင်းဖြဲမယ်မျက်စိမှကြတော့ပြုံးလို့မရဘူးလူတွေ့လို့ရှိရင်မျက်လုံးပဲတည်ချာကြည့်မျက်လုံးကမပြုံးရင်အပြုံးမဟုတ်ဘူးဒါကြောင့်မလို့ဗမာစကားမှာပြောတယ်ဟုတ်လားမချီလို့သွားပေါ်တာကိုပင်ရဲသလားလို့ မေးကြလေတယ်ဆိုတချို့ကမချီလို့သွားဖျဲပြအဲတရိษံနေကြတော့ခွေးတကောင်နဲ့တကောင်သွားဖျဲပြရင်ရန်လောက်ထားမယ်အဲ့ဒါတေးကြနော်အဲ့တော့မျက်လုံးကအပြုံးမပါပဲနဲ့သွားပေါ်ယုံပါစက်ချဲတာနဲ့ပြုံးတယ်လို့ပြောတာမဟုတ်ဘူးရှင်နဲ့နှလုံးနဲ့ကိုကလိုက်လိုက်လဲလဲဖြစ်မလာဘူးဆိုရင်အဲ့ဒီလူကကိုကျိုးစီပေါင်းလို့လားသူမဟုတ်ဘူးဒါတတ်မှတ်ရတယ်သူတို့ဆိုလို့ နောက်တစ်ခုကတော့ဘာလို့နာသလံပฏิနန္တိကိုနဲ့တွေ့ဘယ်တော့မှချိန်နဲ့တဲ့သဘောမရှိဘူးနှစ်ချိုက်တဲ့သဘောမရှိမပြုံးယုံနေမဟုတ်ဘူးနှစ်ချိုက်တဲ့သဘောလည်းမပြဘူးတွေ့ချင်တယ်ဆိုတဲ့ဆန္ဒမျိုးလဲသူ့မှာရှိဖို့များတွေ့သည့်အတွက်ကြောင့်လဲသူ့စိတ်တွေသူ့မှာအမှုရာဘာတစ်ခုမှမဖြစ်ဘူးတွေ့ချင်တဲ့ သဘောမရှိတဲ့အနေအထားမျိုးဒုတိယအချက်တတိယအချက်ကဘာလို့ဆိုစကုနီသတ္တနာတ္တာတိကိုနဲ့မျက်စိချင်းဆုံပြီးတော့တောင်ဘယ်တော့မှမကြည့်ဘူးမတဲ့တဲ့လူကမတဲ့တဲ့လူကကိုမလိုလားတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမကြည့်ဘူးနော်မျက်စိဆုံရင်လွှဲပလိုက်မျက်စိဆုံရင်တောင်လွှဲပစ်လိုက်မျက်စိနဲ့အပြုံးမျက်လုံးနဲ့ဘယ်တော့မှမကြည့်ဘူး လောကလူတွေဆိုတာနော်မိတ်ဆွေဆိုဒီမှာပါတော့ချစ်သောမျက်လုံးအပြုံးမျက်နာပိယသကုဟိတံပတ္တန္တာမိတ်ဆွေဆိုတာအပြုံးမျက်လုံးချစ်သောမျက်လုံးပြုံးသောမျက်နှာနဲ့ကြည့်တဲ့ပုဂ္ဂိုလ်မှာကိုယ်ကြိုစီပေါ်လူလာတဲ့ပုဂ္ဂိုလ်လို့သတ်မှတ်ရမယ်အဲဒီလိုမဟုတ်ဘဲနဲ့ကိုယ်ကိုမျက်စိတောင်ဆုံပြီးတော့မကြည့်ဘူးနော်မျက်စိတောင်ကပ်ပြီးတော့ကြည့်တယ်လို့ဆိုလို့ က်ဆောင်ထိုးကြည့်တာပေါ့ခုခေတ်ရက်ဆောင်ထိုးပြီးတော့ကြည့်တတ်တယ်သို့တော့နောက်တစ်ခုရှိသေးတယ်လူချင်းဟာကြည့်တဲ့အခါမှာစိုက်ကြည့်တဲ့အကြည့်မျိုးကလည်းအကောင်းလားလို့ဆိုရင်ကြည်မှုမရှိတဲ့အကြည့်မျိုးလို့ခေါ်စိုက်ကြည့်တိုင်းလည်းတော့မကောင်းမျက်စိဆုံခွင့်မပေးတာကိုပြောတာနော်မျက်စိကိုထောင်းကပ်ကြည့်တဲ့အကြည့်မျိုးကိုပြောတာဟိုတဲ့တဲ့မကြည့်ရဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူး သို့တော့စိုက်ပြီးတော့ပြူးကြည့်ရင်လည်းမကောင်းဘူးတဲ့အဲ့ဒါအင်္ဂလိပ်လိုလည်းရှိတယ် to stare at person it is impolite to stare at person လူတယောက်ကိုစိုက်ကြည့်တာမယင်ကြဘူးနော်စိုက်ပြီးတော့မကြည့်အောင်စိုက်ကြည့်စိုက်ကြည့်တယ်ဆိုတာရန်သူကြည့်ကြည့်တာမျိုးပေါ့နော်အဲ့ဒါလိုကြည့်တာဟာဒီယင်ကြမှုမရှိတာ it is impolite မယဉ်ကျေးဘူးလို့ပြောဆို to stay at the bus ဒီလိုဆိုအဲ့တော့အခုဒီမှာပြောတဲ့သဘောကတော့သက္ခုနိသတ္တနာတ္တရာတိဘယ်တော့မှတဲ့တဲ့မကြည့်ဘူးမတဲ့တဲ့လူဆိုတာဒီလိုပဲစောင့်ကြည့်နော်ညဆောင်ထုတ်ကြည့်အဲ့ဒီပုဂ္ဂိုလ်ကကိုယ်အကျိုးစီးပွားလိုလားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့နံပါတ်၄ကျတော့ပฏิလောမင်္စဝတ္တတိဘယ်တော့ပဲဖြစ်ဖြစ် ကိုကတောင်းပြောရင်သူကမြောက်အရှိပြောရင်အနောက်ဆန့်ကျင်ဘက်ကြီးပဲဖြစ်စကားပြောရင်လည်းဆန့်ကျင်ဘက်လုံးရင်လည်းပဲသူလုံးတဲ့တုံးမလို့ဆန့်ကျင်ဘက်တည်းလုံးတယ်ဘယ်တော့မှထောက်ခံပြောကြားလိုက်လျောတာမျိုးမရှိပฏิလောမအပြန်ဘက်ကပဲနေတယ်အနုလောမမဖြစ်ဘူးပฏิလောမအမြဲတမ်းပฏิလောမအတွေးနဲ့ကြင်ကြံကြို့ဖို့အတွေးအဲ့ဒီပုံကမျိုးဟာကိုအကျိုးစီးပွားလိုလားတဲ့ပုံကမဟုတ်ဘူး အမြဲတမ်းစမ်းကြည့်မဲ့ကံဒီနံပါတ်5ကပါတော့အမိတ္တိတတ္တပစ္စတိကိုကျိုးစီးပွားကိုမလိုလောက်တဲ့လူတယောက်ဟာကိုနဲ့ဘသူမတဲ့တယ်လဲဆိုအဲ့ဒီမတဲ့တဲ့လူမှရွေးပေါင်းတယ်နော်မတဲ့ဘူးဆိုတဲ့လူကိုရွေးပေါင်းအဲ့ဒီမတဲ့ဘူးဆိုတဲ့လူကိုရွေးပေါင်းတဲ့လူဒီကိုကျိုးစီးပွားကိုမလိုလားသူဖြစ်တယ် နံပါတ်6ကမိတ္တိတ္တနာသေဝတိကိုနဲ့ခင်မီနဲ့ကျွမ်းကျင်ကျွမ်းဝင်တဲ့မိတ်ဆွေတွေကိုကျိုးစီပွားကိုလိုလားတဲ့မိတ်ဆွေတွေအဲ့ဒီမိတ်ဆွေတွေကြလို့ရှိရင်သူကဘယ်တော့မှမတည့်ဘူးကိုနဲ့ချစ်ကျွမ်းဝင်တဲ့မိတ်ဆွေတွေကြရင်သူကအပေါင်းအသင်းမလုပ်ဘူးတဲ့နံပါတ်9ကဝဏ္ဏကာမီနိဝရတိ ိုယ့်ရဲ့အကျိုးဂုဏ်တင်နော်ချီကျူးစကားကိုတရားရောကပြောမယ်ဆိုရင်မင်းဘာသိလို့ပြောတာလဲဒီကောင်ကောင်းတဲ့ကောင်မဟုတ်ဘူးလို့ဒီလိုပြောတာနော်ဂုဏ်တင်ကိုတူကပြောပြီဆိုရင်လက်မခံတားမြစ်တယ်မင်းမသိဘဲနဲ့မပြောပါနဲ့လို့ပြောတယ်ဝဏ္ဏကံမီနိဝရေတိချီးမွမ်းစကားပြောပြီဆိုရင်သူကပြောမခံသူရှိမှဆိုရင်ချီးမွမ်းစကားပြောမခံ အဲ့ဒီအပြောမခံတဲ့ပုဂ္ဂိုလ်တရားကိုကျိုးစီပေါ်မလိုလားတဲ့ပုဂ္ဂိုလ်တရားပဲနမရှိကအကောတန်တိပတန်တတိကိုယ်ဆဲပြီဆိုလို့ရှင်ဟာဒီကောင်တော်တယ်မြန်မာရ Facebook ကဆဲဆဲဇာတ်တွေဆဲဆဲဆဲတဲ့ကောင်သူသဘောကျနော်ကိုယ်ဆဲလို့ရှင်အပိအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာကိုယ်အကျိုးစီးပွားမလိုလားတဲ့ပုဂ္ဂိုလ်ဖြစ်သတ်မှတ်ပါ 就是。